မြေရောက်20ဝီလောက်ကနေတွေ့ရပါဗျ28ရက်စက်တလ2010နေ့နေ့လယ်ခင်းမှာဂောဘကယုံငန်းတွေကဦးတောင်းစီကိုအလုံသမားတယောက်ရောက်လာတာပါသူတို့ဘွဲကတာရုစံတော်ရှင်ဘုရားဗတ်စုံပြုပြင်လုပ်ငန်းခွင်မှာမြေတူးလုပ်ငန်းလုပ်နေကြတာပါတာရုကံပရဝံဆိုတာကတမိုင်းဝင်သာသနာနယ်မြေနိပရိစေတာမြောင်များစွာကလေးကဗုဒ္ဓသာသနာထွန်းလင်းတောက်ပခဲ့ရာဘူမိနတ်တံမှာဒီလိုနေရာဌာနတွေရဲ့မြေပေါ်မြေအောက်မှာတမိုင်းတံမှုမဖြတ်နိုင်တဲ့ရှေးအောင်အမွေနစ်တွေရှိတတ်ပါတယ် ဒါကြောင့်လည်းထူးခြားဖြစ်စဉ်ထူးခြားမှုတွေတွေ့ရှိတိုင်းမှာဂောဘကအဖွဲ့ကိုချက်ချင်းသတင်းပို့ဖို့မှာထားရပါတယ်။အခုအလုတ္တမခေါင်းဆောင်ကမြေရောက်ကနေတွေ့ရဆိုတဲ့အရာဝတ္ထုကိုလာအပ်နေပါတယ်။ဦးတောင်းကကြည့်လိုက်တော့ညံတော်တပေခွဲလောက်စင်းနုတော်တစုကိုတွေ့ရပါတယ်။ဆက်ကျင်ကြောက်ကိုထုလုပ်ထားတဲ့ကြောက်စစ်လက်ရာတင်မြေခွေစင်းနုတော်ပါ။ဒါပေမဲ့လည်းစင်းနုမှာဦးကောင်းတော်မပါပါဘူး။ဦးတောင်းဟာလွန်ခဲ့တဲ့၁၀ရက်လောက်ကတွေ့ရှိထားပြီးဖြစ်တဲ့ဦးကောင်းတော်ကိုသတိရလိုက်ပါတယ်။အရင်ဦးကောင်းတော်ကမြောက်ဘက်၃နှစ်တိုက်ကြောင်ဓမာယုံတိဆောက်ရေးလုပ်ငန်းခွင်ရဲ့မြေရောက်၆ပေအနက်လောက်ကတွေ့ရှိထားရပါ။ တနင်္လာစီကရတဲ့ဥကောင်းတော်နဲ့ကိုလုံးတော်ပြီးတော့ဒီအစိပ်ပိုင်းနှစ်ခုဟာမြေအောက်မှာတတိတခြားစီတနင်္လာစီတည်ရှိနေတဲ့အရာတွေပါဘလို့ပဲဖြစ်ဖြစ်ဥတောင်းရဲ့စိတ်ထဲမှာဒီဥကောင်းတော်နဲ့ကိုလုံးတော်ကိုဆက်ကြည့်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်အဲဒါကြောင့်မဲဇပွဲအန်ဆွဲထဲမှာထည့်ပြီးတော့တိန်းထားတဲ့ဥကောင်းတော်ကိုထုတ်ယူပြီးတော့ကိုလုံးတော်မှာတက်ဆင်ကြည့်လိုက်ပါတယ်ဥတောင်းရောဂောဘကအဖွဲ့ဝင်တွေရောအန်အောဝန်းသာသွားကြပါတယ် ဦးကောင်းတော်နဲ့ကိုလုံးတော်ဟာတဆူတဲ့အစိပ်ပိုင်းနှစ်ခုလိုအံဝင်ဝင်ကြရှိနေပါတယ်။အရွယ်တော်ကလည်းအချိုးကျကျတက်ပယ်နေတာကိုတွေ့ရပါတယ်။ဦးတောင်းကပယံတယောက်ကိုခေါ်ပြီးတော့ဦးကောင်းတော်နဲ့ကိုလုံးတော်ကိုဆက်ခိုင်းလိုက်ပါတယ်။အရင်နောက်မှာတော့ဇေဒီတော်ကြီးရဲ့မြောက်ပဲကန္နာဂုတီတိုက်ကစင်းနုတော်ကြီးရဲ့နောက်မှာမထေမရှားတင်းစီထားလိုက်ပါတယ်။အဲလိုနဲ့ပဲ၅လခန့်ကာလကိုလွန်မြောက်ပြီးတော့မြမနှစ်တစ်ခုအခါတမညာကိုရောက်ရှိလာခဲ့ပါတော့တယ်။ နစ်စန်တရက်နေ့ရဲ့အာယုံဦးကမင်္ဂလာရှိစွာရောက်ရှိလာပါတယ်။ဒီနေ့ဒီရက်မှာကျင်းပလေးရှိတဲ့ငါးလွတ်ပွဲဟာတာရုကန်တာသနာနယ်မြေရဲ့ထင်ရှားတဲ့ပွဲကြီးပွဲလန်းတွေမှာတစ်ခုပါဝင်ဖြစ်ပါတယ်။ဒီလိုနစ်စန်တရက်နေ့ရောက်ပြီဆိုတာနဲ့အရက်ရှင်းမျက်နှာကထောင်ပေါင်းများစွာသောလူတွေကတာရုကန်ကိုစုယုံရောက်ရှိလာကြပါတယ်။ စတူရန်မိုင်ကြီးကျဲဝန်းနဲ့ဂုံးတော်တခွင်တပြင်းလုံးလူတွေနဲ့ဖုံးဟုတ်သွားပါတယ်အဲလိုကြက်ပြတ်မကြစီကားတဲ့မြင်ကွင်းကနိုင်ရဲ့အနေငယ်ကြာမှရောက်ရှိလာပါတော့တယ်အခုချိန်မှာတော့အမောင်ရိတ်ထူထူတဲတဲလွမ်းချုံနေဆဲဖြစ်တဲ့ကံရီပြင်းရဲ့အရှိတ်ဘက်ကောင်းငင်ရံမှာအာယုံရောင်ဤတစားတမြင်လောက်ပဲစွန့်ပေနေပါသေးတယ် တတုံတုံနဲ့တိုက်ခတ်လာတဲ့လေပြည်လေညင်းကြောင့်ဇေဒီကြီးရဲ့ထီတော်ထက်ကထွက်ပေါ်နေတဲ့ဆဲလဲတန်တချွင်ချွင်နဲ့တပြက်ပြက်နဲ့လှုပ်ခတ်နေတဲ့တိတ်ရွက်လှုပ်ခတ်တန်တွေကလွဲပြီးတော့ရင်မြင်တော်တစ်ခုလုံးဟာအေးချမ်းငြိမ်စိတ်နေပါတယ်။အဲလိုအချိန်ခါကြီးကြမှာညလုံးညုံကြီးတွေကမြောက်ဘက်ရင်မြင်တော်မှာအမျိုးသမီးနှစ်ယောက်ရောက်ရှိနေတာကိုတွေ့လိုက်ကြရပါတယ်။ တာရုကန်စေရီရေမြင့်တော်ကိုရောက်ဖို့အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာမှာရှိတဲ့ဇောင်းနှန်းလေကားတွေကတက်မှရပါတယ်။ထူးခြားနေတာကတော့အဲ့ဒီအမျိုးသမီးနှစ်ယောက်ဟာဘယ်ဇောင်းနှန်းကတက်လာလဲဆိုတာကိုဘယ်သူမှမတွေ့မိကြတာပါ။အမျိုးသမီးတွေကအသက်အစိတ်30ဝန်းကျင်နေပါ။မြန်မာဆန်ဆန်ထမိန်အင်ကြီးတွေဝတ်ဆင်ထားပြီးတော့ကျက်တည်ရှိရှိလဘရင်ကျေးလာတဲ့အမျိုးသမီးတွေဖြစ်တာကိုလုံခြုံရေးတွေသတိပြုမိပါတယ်။အဲ့ဒီအမျိုးသမီးနှစ်ယောက်ကထမင်းစားစပွဲကုန်တစ်လုံးကိုခိတ္တခဏငားရမှုအတွက်လုံခြုံရေးတွေကိုမြစ်တာရက်ခံပါတယ်။လုံခြုံရေးတွေကလည်းရေမြင့်တော်ရုံးခန်းမှာအိတ်နေတဲ့တာဝန်ကျဂောဘကအဖွဲ့ဝင်ဦးညွှန့်ရွှေကိုတွေ့ ွမ်းနိုးပြီးတော့အကျိုးအကြောင်းပြောပြပါရယ်။ဦးညွှန့်ရွှေရဲ့ခွင့်ပြုချက်နဲ့ပဲဇပွဲဝိုင်းတစ်လုံးကိုစီစဉ်ပေးလိုက်ပါရယ်။အမျိုးသမီးတွေကဇပွဲကုံကိုမြောက်ဘက်ကန္နာဂူရီတိုက်တဲကိုတည်ယူသွားကြပါရယ်။အဲဒီမျိုးသမီးနှစ်ယောက်ကပဲထပ်မံပြီးတော့စင်းနုတော်တစုချပေးဖို့လုံချုံရေးတွေကိုအကူအညီတောင်းမြန်ပါရယ်။လုံချုံရေးတွေကစင်းနုတော်တစုပင့်ပြီးတော့ဇပွဲဝိုင်းမော်ကိုတင်ပေးလိုက်ပါရယ်။ ဒါပေမဲ့လည်းအဲ့ဒီမျိုးသမီးတွေကပင့်ဆောင်လာတဲ့စင်းနူတော်ကိုပြန်ပို့ဟိုင်းပါတယ်ပြီးတော့စင်းနူတော်ကြီးတွေရဲ့အနောက်မှာမထင်မရှားတင်စီထားတဲ့စင်းနူတော်ကိုပဲချပေးဖို့အတွက်မြစ်တာရက်ခံပါတယ်လုံညုံရီတွေကလည်းအမျိုးသမီးတွေပြောတဲ့အတိုင်းဥကောင်းတော်နဲ့ကိုလုံးတော်ဆက်ထားတဲ့စင်းနူတော်လေးကိုပဲစပွဲကုန်ပေါ်တင်ပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အမျိုးသမီးနှစ်ယောက်ကအသင့်ယူဆောင်လာတဲ့တပိတ်လေးတွေနဲ့တစ်သီးစွန်းကပ်ဖို့အတွက်ပြင်ဆင်နေကြတာကိုခိတခဏကြည့်ပြီးတော့လုံညုံရီတွေကကိုယ့်နေရာကိုပြန်သွားခဲ့ကြပါတယ်အရင်နောက်မှာတော့နှစ်ဆန်းတရက်နေ့ရဲ့ထုံးစံအတိုင်းအစင်လာမပြတ်ဇီဝိတဒါနာငါးလုပ်ပွဲဆင်နွှဲကြဖို့အတွက်အနေနဲ့ရ က်ရက်ကနေထောင်ပေါင်းများစွာသောယဟန်ရှင်လူပြိသက်တွေရောက်လာကြပါတယ်။များပြားလာတဲ့တာဝန်ဝတ္တရားတွေကြောင့်ဂောဘကအဖွဲ့ဝင်တွေရောညဆောင်တွေပါအာယုံဦးကရောက်လာတဲ့အမျိုးသမီးနှစ်ယောက်ကိုမိလျော့သွားခဲ့ကြပါတယ်။အဲဒီအမျိုးသမီးတွေကဘယ်ချိန်ပြန်သွားတယ်ဆိုတာကိုလည်းဘယ်သူကမှမသိလိုက်ကြပါဘူး။အချိန်နှဲငယ်ကြာတဲ့အခါမှာတော့အဲဒီအမျိုးသမီးတွေကလူသားစစ်စစ်မှဟုတ်ရဲ့လား။ဥစ္စာဆောင်မလေးတွေများဖြစ်နေမလားဆိုတဲ့အဖြေရှာရခက်တဲ့ဗေဒီတပုတ်ကိုစဉ်းစားဖို့ထူးခြားဖြစ်စဉ်တစ်ခုကအသင်ဆောင်ကြုံနေပါတော့တယ်။မြောက်ဘက်ဂန္နာဂူဒီတိုက်ထဲမှာငွေတွေအများကြီးလူထားတာကိုတွေ့ရပါတယ်။လူတွေကလည်းအရင်များနေတာမလို့တွားပြီး ပြီးတော့ထိမ့်သိမ်းထားမှတင့်တော်ပါလိမ့်မယ်။ဂောဘကဥက္ကဋ္ဌဦးတောင်းကိုအဖွဲ့ဝင်တယောက်ကလာပြီးတော့အကြောင်းကြားပါတယ်။ဦးတောင်းကတော့ဂောဘကအဖွဲ့ဝင်တချို့နဲ့မြောက်ဘက်ရင်မြင်တော်စီကိုထွက်လာခဲ့လိုက်ပါတယ်။ကန္နာကုတီတိုက်တဲကိုရောက်တော့မြားပြားလာတဲ့လူအုပ်ကြီးကိုမြစ်တာရက်ခံပြီးတော့ရှေ့ကိုတိုးခဲ့ကြပါတယ်။အရင်မှပဲထူးခြားပြီးတော့အံအောဖို့ကောင်းတဲ့အချင်းရာကိုအလုံးတွေးမြင်လိုက်ကြပါတယ်။စပွဲပေါ်မှာစင်းနူတော်လေးကိုငွေဆက်ကူတွေပုံပြီးတော့ပူဇော်ထားတာပါ။တိတိကျကျပြောရလို့ရှိရင်တော့ငွေဆက်ကူမျိုးစုံကိုတောင်လေးတစ်လုံးတန်းစုပုံပြီးတော့ပူဇော်ထားတာပါ။ပြီးတော့တတိစွန့်ကတ်တဲ့မြတ်သပိတ်၅လုံးနဲ့တောက်တော်ရီဖန်ခွက်တွေလည်းတွေ့ရပါ ါတယ်ဥတောင်းနဲ့ဂောဘကအဖွဲ့ဝင်တွေကအလူရှင်တွေအနီးနားမှာများရှိနေသေးလားဆိုပြီးတော့မေးမြန်းကြည့်ကြပါတယ်တုံ့ပြန်လာတဲ့အဖြေကိုတော့ဘသူတစုံတယောက်ကမှပြောကြားခြင်းမရှိခဲ့ပါဘူးဥတောင်းကလည်းဓပုံဆရာကိုလမ်းခေါ်လိုက်ပါတယ်ထူးခြားလာတဲ့မြင်ကွင်းကိုမတန်းဓပုံနဲ့ရိုက်ကူးထားလိုက်ပါတယ်ပြီးတော့ငွေဆက်ကူတွေကိုရေတွက်ကြည့်လိုက်ပါတယ်စုစုပေါင်း9သိန်းတောင်ရှိနေတာကိုသိရပါတယ်အဲဒီချိန်ကျမှပဲညတာဝန်ကြတဲ့ဂောဘကတွေနဲ့လုံချုံရေးတွေဟာအာယုံဦးကာလာမှာရောက်ရှိလာတဲ့အမျိုးသမီးနှစ်ယောက်ကိုပြန်ပြီးတော့သတိရမိကြပါတယ်အမျိုးသမီးတွေရဲ့အကြောင်းကိုလည်းဥက္ကဋ္ဌဥတောင်းနဲ့ကြံဖွဲ့ဝင်တွေကိုပြန်ပြောပြကြတယ်အဲဒီမျိုးသမီး ီးနှစ်ယောက်ကဘယ်ရလာလဲဘယ်ချိန်မှပြန်သွားလဲဘယ်ဆောင်နှန်းကနေပြန်စင်းသွားကြလဲအတီးတီးမေးမြန်းလာကြတဲ့မိကုန်းတွေကိုတော့ဘယ်သူမှမဖြေနိုင်မဲနဲ့နှုတ်ဆက်နေကြပါတယ်တစ်ချိန်တည်းမှာပဲသူတို့အားလုံးရဲ့စိတ်ထဲမှာတဏှာအတွေးတစ်ခုတွေးနေခဲ့ကြပါတယ်အဲဒီအတွေးကတော့လူသားစစ်စစ်အမျိုးသမီးတွေလားဥစ္စာဆောင်တွေလားလူသွားတာများလားဆိုတဲ့တူညီလာတဲ့ဒွိယအတွေးတွေတစ်ခုပဲဖြစ်ပါတယ်2014ခုနှစ်ဇွန်လ26ရက်နေ့မှာစာရေးသူဟာတငယ်ချင်းဖြစ်သူစောသိန်းစာရေးဆရာစောရင်စီအိုင်နေတဲ့သူတာရုကန်စီရီရေမြင့်တော်ဘုံကိုရောက်ခဲ့ပါတယ်ဖះဖူးရင်မျက်စိတစုံကျေပြန်းလာတဲ့ကန်ကြီး ီးရဲ့ရှုမစုံတဘာဝလပကြီးကားကိုခန်းစားရင်းစာရေးသူတို့နှစ်ဦးအားဇေယျတော်ကြီးဘက်စုံပြုပြင်တိဆောက်ရမှာတက်ဆွမ်းသမျှပါဝင်မှုအလူကန်ဌာနကိုတွားခဲ့ကြပါတယ်အလူကန်ဌာနမှာအသက်80ခန်းရှိတဲ့ပုဂ္ဂိုလ်ကြီးတူထိုင်နေတာကိုတွေ့ရပါတယ်အဲဒီပုဂ္ဂိုလ်ကြီးကိုမြင်လိုက်တာနဲ့ပဲအင်္ဒြေဆယ်ဖို့မတတ်နိုင်တဲ့အံ့ဩဝမ်းမြောက်မှုတွေဦးစောသိမ့်ရဲ့မျက်နှာမှာဖြစ်ပေါ်လာပါတယ်အကူကြီးဦးတော်အဲ့လိုမျိုးခေါ်လိုက်ပါတယ် ဦးတောင်းဆိုသူကလည်းလက်လိုက်လက်လဲဝမ်းသာသွားပါတယ်။ဟာစောသိန်တယောက်နဲ့တယောက်ဟာညီကိုရင်းနေလိုပါပဲ။ဝမ်းမြောက်ဝမ်းသာနဲ့အပြန်အလှန်နှုတ်ဆက်ကြပါတယ်။မာချောင်းတာချောင်းနဲ့ရှီအောင်နောက်ပြစ်တွေပြောကြပါတယ်။ဦးတောင်းဟာတာရုကန်ကြီးရွာရဲ့ကောင်းကျိုးကိုနှစ်ပေါင်းများစွာထမ်းရွက်ခဲ့သူပါ။ယခုတည်းတိုင်းရိုသေလေးစားခံရတဲ့ယမီရဖတ်တူဖြစ်ရက်တီလေးရရှိပြီးတော့တာရုကန်စီရီဂောဘကဥက္ကဋ္ဌဖြစ်လဲတာဝန်ယူထားရလို့သိရပါတယ်။ဦးတောင်းကဦးစောသိန်နဲ့စာရေးသူတို့ကော်ဖီတွေမုန့်နေတယ်။ဦးတောင်းကဦးစောသိန်နဲ့စာရေးသူတို့ကိုကော်ဖီတွေမုန့်နေတယ်ဧည့်ခံပြီးတော့ဖះရည်မြင်တော်ဘော်ကိုပြန်ခေါ်သွားပါတယ်။တာရုကန်ဖះနဲ့ပတ်သ တ်တဲ့တိမတ်ဖွယ်ရာတွေဆက်နွယ်နေတဲ့ထူးခြားအံ့ဩစရာအဖြစ်အပျက်တွေနဲ့တိစောက်ပြုပြင်လုပ်ငန်းခွင်ကိုလိုက်ပြီးတော့ရှင်းပြပါရတယ်။ဦးတောင်ရဲ့ရှင်းပြပြောပြချက်တွေကြောင့်ပဲမြေရောက်တဏျာကနေရတဲ့ရုပ်ပွားစင်းနုဦးကောင်းတော်နဲ့အခြားမြေရောက်တဏျာကရတဲ့ရုပ်ပွားစင်းနုခန္ဓာကိုယ်ပိုင်းကိုဆက်ထားတဲ့ထူးခြားစင်းနုတော်တစုကြောင့်တိခွင့်ရလိုက်ပါရတယ်။တစ်ဆက်တည်းမှာပဲနစ်ဆန်တရက်နဲ့နေဒူးနေမြက်မှာဖြစ်ပွားခဲ့တဲ့လူတွေသူတွေမသိအောင်ရောက်လာပြီးတော့လလဝဝနဲ့ပြန်လည်ထွက်ခွာသွားကြတဲ့လူသားစင်စယ်လားဥစ္စာဆောင်လားလို့ခွဲခြားဝေဖန်ရခဲ့တဲ့ငွေတွေစုပုံလူတန်းကဲ့သို့အမျိုးသမီးနှစ်ယောက်ရဲ့အကြောင်းကိုလည်းသိခွင့်ရလိုက်ပါတယ်ဖြစ် စင်တိုင်းမှာကြောင်းကျိုးဆက်ဆက်မှုတွေရှိပါတယ်။ရုပ်ပွားစင်းနုတော်ဥကောင်းတော်လေးကိုတွေ့ရှိခဲ့တာကတုံးတက်ဓမ္မဗိမာန်တော်ကြီးဆောက်လုပ်နေတဲ့မြေတူးလုပ်ငန်းခွင်မှာပါ။အဲဒီဗိမာန်တော်ကြီးကိုလှူဒန်းသူတွေကဦးတန်းလွင်ဒေါ်စန်းကြီးတမီမတ်စင်မာတန်တားကိုသူထက်အောင်မြို့မစင်မြူတော်မိသားစုပါ။အလူရှင်မိသားစုကဗိမာန်တော်ကြီးတိဆောက်လှူဒန်းရုံနဲ့အားမရပဲတာရုကန်စံတော်ရှင်ဖခင်ဘက်စုံပြုပြင်လုပ်ငန်းတွေမှာလည်းတိမ်မောင်းထောင်ကျော်ဆွတ်လွတ်လှူဒန်းပြီးတော့သာသနာ့အကျိုးကိုရွတ်ဆောင်ခဲ့ပါတယ်။သူတို့တွေရဲ့ရဲရင်တဲ့တရားတရားနဲ့ထူးထူးကဲကဲလှူဒန်းတဲ့အကြောင်းတရားတွေကြောင့်ရုပ်ပွားစင်းနုတော်ကိုတွေ့ရှိခဲ့တာဟာရှင်းနှစ်ပေါင်းများစွာကလေးကထူးစွ စ်ကိုးကွယ်ခဲ့ကြတဲ့ထူးခြားစင်းနုတော်နဲ့အလူရှင်ရဲ့ကာမှုကုသိုလ်ဆက်ပဋ္ဌာန်းဆက်တွေကြောင့်ပဲဖြစ်မယ်လို့စာရေးသူထင်ပါတယ်ထူးခြားစမ်းကြယ်လာတဲ့ဖြစ်စဉ်ဖြစ်ရတဲ့ကြောင့်စင်းနုတော်ကိုထူးခြားတဲ့စင်းနုတော်ဖြစ်သတ်မှတ်ပြီးတော့ပေါ်တော်မူထူးပြားဆိုတဲ့ဘွဲ့မြင်ဆက်ကပ်ခဲ့ပါတယ်ယခုခါမှာတော့ပေါ်တော်မူထူးပြားကိုတာရုကန်ဇေယီတော်ကြီးရဲ့တောက်ကြကျူတိုင်းနဲ့တနင်းငွေကျူတိုင်းနှစ်ခုကြားပထမပစ္စည်းရန်မှာဖူးတွေ့နိုင်ကြမှာဖြစ်ပါတယ်ယခုလောကမှာဥစ္စာဆောင်လို့ခေါ်ဝေါ်တဲ့သူတွေကိုအဘိဓမ္မာတန်ခိတ်မှာဂုံမန်းမြေဖုတ်ဘလူးတို့ဖြစ်ဖော်ပြထားပါတယ်ဥစ္စာဆောင်တွေကိုကုဝေရာနာမင်းကြီးရဲ့လက်အောက်အတော်တန်ဖုံးနှုတ် ့ကြည့်တဲ့ဘုံမဆိုးနှက်ဘလူးတွေကအုတ်ချုပ်တယ်လို့ဆိုပါတယ်။ဥစ္စာဆောင်တွေကိုယ်တိုင်ကလည်းဖုန်းတကူအသင့်တင်တော့ရှိကြပါတယ်။သူတို့တွေကဘုံမဆိုးနှက်ဘလူးတွေစေခိုင်းတဲ့အတိုင်းမြေတွင်းမှာရှိတဲ့ဥစ္စာတိုက်တွေကိုစောင့်ကြကြရပါတယ်။သူတို့ရဲ့မူလရုပ်စင်ကကြီးသောဝမ်းပိုက်နဲ့ကျယ်သောပြူသောနေသောမျက်စိရှိကြပါတယ်။သူတို့ကိုသူတို့လက်ပအောင်ဖန်ဆင်းနိုင်ကြပါတယ်။တိုင်တန်းအတွင်းမှာပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီးတော့သူတို့ဘဝကိုဆွဲလန်းတာယာနေသူတွေဖြစ်ကြပါတယ်။လူပြည်မှာရှိတဲ့လူသားတွေနဲ့ဆက်ဆံနိုင်တဲ့အနေအထားလည်းရှိပါတယ်။လူတွေကဖိတ်လို့ရှိရင်တရားနာနိုင်ပါတယ်။အမြဝေတာတွေတာရုခေါ်တာတွေအိမ်မက်ပေးတာတွေလည်းလ ုပ်နိုင်ပါတယ်လူရုပ်ပေါ်အောင်တော့ဖန်ဆင်းပြနိုင်ပါတယ်လူသားတွေနဲ့စကားရှင်ပြောနိုင်သူလူတွေကိုရွှေစားငွေစားအခြားဝတ္ထုပစ္စည်းတွေပေးကမ်းနိုင်သူတွေလည်းဖြစ်ပါတယ်သူတို့တွေကကျေးဇူးတိရတဲ့ကျေးဇူးတင်တတ်ပါတယ်ကျောင်းကံဖရားတွေနဲ့နှီးဆက်သူတွေလည်းဖြစ်ကြပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ဘဝကိုသူတို့ဆွဲလန်းတာယာနေတဲ့အတွက်တော်ယုံတန်ယုံကုသိုလ်ပြုပြီးတော့အမြပေးဝေသည့်တိုင်ဥစ္စာဆောင်ဘဝကနေကျွတ်လွတ်သူဟာနဲပါကြတယ်လို့ဆိုပါတယ်အဲဒီကျောင်းရတွေကိုလည်းတက္ကသိုလ်ရှင်တိဓမ္မစရိယဘီရဲ့ပိတ္တလောကဖြစ်ရဆံများစာအုပ်မှာဖော်ပြထားပါတယ်ဥစ္စာဆောင်ဆိုတဲ့ခေါင်းစဉ်အောက်မှာအမျိုးအစားသုံးမျိုးခွဲလို့ရတယ်လို့စာရေးသူ ထင်မိပါတယ်ပထမမျိုးစားကပွင့်တော်မူပြီးတော့ပွင့်တော်မူလက်တံတော်ဖះရှင်တို့ရဲ့တာသနာနဲ့သက်ဆိုင်တဲ့ဥစ္စာတိုက်တွေကိုစောင့်ရတဲ့ဥစ္စာဆောင်ဒုတိယတစ်မျိုးကတော့တာသနာအတွက်ရည်စူးထားခြင်းလည်းမရှိမိမိပိုင်ဆိုင်မှုလည်းမဟုတ်ဘဲနဲ့ဥစ္စာတိုက်တွေကိုစောင့်ကြပ်နေရတဲ့ဥစ္စာဆောင်နဲ့တတိယတစ်မျိုးကတော့မိမိပိုင်တင်းစီတူဝတ်ထားခဲ့တဲ့ဥစ္စာပစ္စည်းတွေကိုစောင့်ကြပ်နေရတဲ့ဥစ္စာဆောင်တွေဖြစ်ပါတယ်ဥစ္စာဆောင်တွေကရှေးဘဝဟောင်းကဆွေမျိုးတော်ဆက်ဘူးသူတွေချစ်ခင်နေတဲ့သူတွေကိုဥစ္စာပစ္စည်းပေးကန်းတဲ့အကြောင်းတွေအလူတန်းပြုလုပ်တာတွေကိုပုံဝိထုတွေဖြစ်ရမှန်ထူးခြားဇာတ်လမ်းတွေမှာဖတ်ရှုသိရှိနိုင်ပါတယ်မြန်မာနိုင်ငံ ငံနေရအနှံ့ပြားမှာဥစ္စာဆောင်တဲ့ပတ်သက်တဲ့ယုံကြည်မှုဖြစ်ရစမ်းကြယ်တွေရှိတတ်ပါတယ်။စာရေးသူဝန်ထမ်းဘွားကနေခဲ့တဲ့ကညွတ်ကွင်းမြို့မြောက်ဖက်ကျွန်းတော်ကျောင်းမှာလည်းဥစ္စာဆောင်တိုက်နှန်းရှိတဲ့ကြောင်းနဲ့ကျွန်းတော်ကျောင်းရဲ့ပထမ်းရွတ်ဖက်ပူဇော်ပွဲတစ်ခုမှာအလူငွေလာရောက်ထည့်ဝင်တဲ့ကြောင်းကိုရစ်ကြုံခဲ့သူကပြောပြလို့သိခဲ့ရပါတယ်။တာရုကန်ဘုရားကနစ်ဆန်တရက်နဲ့ငွေလူရန်သွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းတကယ်လို့သာသူတို့တွေကလူသားစင်စစ်ဖြစ်မယ်ဆိုရင်ဒီလောက်များပြတဲ့ငွေတွေကိုလူရန်မယ်ဆိုရင်တော့လူမသိအောင်လားလွတ်လွတ်ဝပ်ဝပ်နဲ့ပြန်တဲ့အလို့ကိုလုံးမမဟုတ်ဘဲနဲ့ဂောဘကအဖွဲ့ကိုအတိပေးအကြောင်းကြားပြီးမှလူရန်မှုတွေပြုလုပ်မ ်မယ်လို့ထင်မိပါတယ်။ဒါကြောင့်မဲလာရောက်လူရန်သူမျိုးသမီးနှုတ်ကိုဥစ္စာတိုက်ကလာတဲ့သူတွေလိုပဲခံမှန်းယူဆမိပါတယ်။မှန်ကန်မှုရှိမရှိဖြစ်နိုင်မဖြစ်နိုင်တော့လူကြီးမျိုးကိုယ်တိုင် comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားနိုင်ပါတယ်ဗျ။ဇလန်လေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။စာရေးသူမောင်မိုင်းညို့ချောင်းဦးရေးသားထားတဲ့ဥစ္စာဆောင်နဲ့လူရဲငွေဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျ။ဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။